ပင်လယ်နီမှာအမေရိကန်သင်္ဘောများနဲ့အခြားနိုင်ငံတို့ကသင်္ဘောများကိုပြင်မထားတဲ့ရှီမီရဲ့အီရန်ကျွမ်းတော်ခံပြုပူတီတပုံများရဲ့နောက်မှာတကယ့်မှုမှန်သမျှကိုအီရန်အားတိုက်ရိုက်တာဝန်ခံစေမယ်လို့မတ်လ18ရက်နေ့မှာအမေရိကန်သမ္မတဒိုနယ်ထရန့်ကကြေညာခဲ့ပါတယ်အခုချိန်ကစလို့ဟူဒီပစ်လိုက်တဲ့အချက်တိုင်းကိုအီရန်နဲ့တည်းနဲ့အီရန်ကောင်းဆောင်ဘိုင်းကပစ်လိုက်တဲ့ပစ်ချက်ဖြစ်သတ်မှတ်သွားမှာဖြစ်ပါ යි ။အီရန်ဟာတာဝန်ခံရပါလိမ့်မယ်။အကျိုးဆက်တွေကိုခံရပါလိမ့်မယ်လို့ထရန့်က၎င်းရဲ့ဆိုရှယ်မီဒီယာဖြစ်တဲ့ Truth Social မှာဖော်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကဟူဒီပြည်မှတ်များကိုတိုက်ခိုက်မှုများလုပ်ဆောင်နေတာမှာလာပေါင်းများစွာရှိပြီဖြစ်ပေမဲ့လည်းထရန့်ရဲ့မှတ်ချက်များကအီရန်ကိုယူရနေတာမှာထူးခြားနေပါသည်အချိန်မီမရှိတဲ့ဆွဆဲပြောကြားမှုများအတွက်မလ18ရက်နောက်ပိုင်းမှာအီရန်ကအမေရိကန်သမ္မတကိုဝေဖန်ရှုတ်ချခဲ့ပါသည်ထရန့်ရဲ့တက်တန်းတက်မှာရှီမင်ကိုအမေရိကန်ရဲ့ပထမဆုံးတိုက်ခိုက်မှုများကြောင့်မတ်လ15ရက်နေ့မှာ53ဦးသေဆုံးခဲ့ပြီး68ဦးဒဏ်ရာခဲ့ပြီးတဲ့နောက်ထရန့်ရဲ့အထက်ပါမှတ်ချက်များထပ်ပေါ်လာခြင်းဖြစ်ပါတယ်။ အမေရိကန်ရဲ့တိုက်ခိုက်မှုများကိုလက်တော့ပြတဲ့နေနဲ့ဟူဒီကအမေရိကန်လေယာဉ်တင်သင်းမောပါတဲ့စစ်သင်းမောအုပ်စုကို drone များဒုံးကျည်များနဲ့တတိယအကြိမ်မြောက်တိုက်ခိုက်ခဲ့တဲ့ပြင်ဟူဒီထိန်းချုပ်ထားတဲ့ရီမင်မှာအမေရိကန်ရဲ့တိုက်ခိုက်မှုများကိုလူထောင်ကြီးဆန္ဒပြခဲ့ပါတယ်။ပီလနီရေကြောင်းလမ်းမှာခုံမောင်းနေတဲ့သင်းမောများကိုတိုက်ခိုက်မှုများအကြိမ်ကြိမ်လုံးဆောင်ခဲ့တဲ့အတွက်အမေရိကန်ပြည်ထောင်စုကဟူဒီကိုတိုက်ခိုက်ခဲ့ပါတယ်။ ပင်လယ်နီရေလမ်းကြောင်းဟာအရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်တည်ရှိပါသည်။ဟူတီတို့ရဲ့နောက်ထပ်တိုက်ခိုက်တာတွေဒါမှမဟုတ်လက်စားချီရီဟာကြီးမားတဲ့အင်အားနဲ့ရင်ဆိုင်သွားရပါလိမ့်မယ်လို့ထရန့်က post မှာဖော်ပြခဲ့ပြီးပဋိပက္ခမှာအီရန်ဟာအပြစ်မဲ့တဲ့တားကောင်းဖြစ်ပါဝင်ခဲ့လို့ဆက်လက်ဖော်ပြခဲ့ပါသည်။ရန်လိုတဲ့ပြောဆိုမှုများကိုလုံဆောင်တဲ့အတွက်ထရန့်ကိုချိန်မောင်းခြင်းဖြင့်အီရန်ကတုံ့ပြန်ခဲ့ပြီးအီရန်ကလုံခြုံရေးကောင်စီထံပေးစာမှာထရန့်ဟာလောဒမကဗြိတိန်ကိုချိုးဖောက်တယ်လို့ဆွဆွဲထားပါသည်။ အီရန်ရဲ့ပေးစာကို AFP သတင်းဌာနကတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ထရန့်နဲ့အခြားကြီးတန်းအမေရိကန်တာဝန်ရှိသူတို့ဟာဂျီမင်းကိုအမေရိကန်ရဲ့ကြွကြမှုများနဲ့စစ်ရဇဝဲမှုများကျူးလွန်ရာမှာတရားမဝင်နည်းလမ်းနဲ့တရားမျှတမှုကိုရှာဖွေနေကြတယ်လို့၎င်းပေးစာမှာအီရန်ရဲ့ကုလသမဂ္ဂတရမန်အီမာဆာအက်အီရာဖာနီက ရေးသားခဲ့ပါတယ်။ဟူဒီရဲ့တိုက်ခိုက်ရေးဆွေးရေးများကြာဆင်းသွားစေရန်ဆက်လက်တိုက်ခိုက်မယ်လို့ပင်ဒဂွန်ကပြောပါတယ်။